မင်္ဂလာပါရှင် Sumni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကစုံလာပြည့်နေအကြောင်းနဲ့ညောင်ရီသွန်းပွဲတော်အကြောင်းလေးကိုလေ့လာမိသလောက်တင်ဆက်ပေးသွားချင်ပါတယ်ရှင် စုံလာပြည့်နေဟာဆိုရင်ဗုဒ္ဓဘာသာဝင်တို့ရဲ့နေရူးနေ့မြတ်ကြီးပဲဖြစ်ပါတယ်။ဖခင်အလောင်းတော်သူ့မိသားရှင်ရဲ့တိဟာဆိုရင်ဤဘတ်တကဘာနိုင်လေးစုမြောက်ဖြစ်သောကောရမအမိဖြင့်ဖခင်ဆင်စစ်ဧကန်ဖြစ်လင်မိဟုဒီပင်ကရာမြတ်စွာဘုရားထံမှာယာရိတ်ကိုကစုံလာပြည့်နေမှာခံယူခဲ့ရပါတယ်။မဟာတက္ကရင်68ခုနဲ့ကစုံလာပြည့်နေမှာတော့ကောရမဖခင်အလောင်းတော်တိတ္ထာမင်းသားအားဖွားမြင်တော်မူခဲ့ပါတယ်။မဟာတက္ကရင်103ခုနဲ့ကစုံလာပြည့်နေအာယုံတက်ချိန်မှာတော့ကောရမဖခင်အလောင်းတော်ဟာတပ်ပိညုတဉဏ်ကိုရရှိပြီးတော့ဖခင် ရားဖြစ်တော်မူခဲ့ပါတယ်။မဟာတက္ကသိုလ်148ခုနဲ့ကစုံလာပြည့်နေမှာတော့မာလာမင်းတို့ဤအင်ဂျင်ဥယျာဉ်၌ဖျားရှင်ဟာပြိဋိဘံဆံဝင်တော်မူခဲ့ပါတယ်။ဒါကြောင့်မလို့ထူးခြားချက်၄ရက်နဲ့ပြည့်စုံသဖြင့်ဥဒ္ဓဘာသာဝင်အပေါင်းတို့ကကစုံလာပြည့်နေအားဖျားနေဟုသတ်မှတ်ခဲ့ကြခြင်းဖြစ်ပါတယ်။ဖျားရှင်ဟာဤနေ့ဤခါ၌တပ်ပေညုတရွှေဉဏ်တော်ကိုရတော်မူရန်အတွက်ဘောဓိပင်အားအမိပြု၍တရားအထုတ်တော်မူခဲ့ပါတယ်။ ဒါကြောင့်မလို့ဗုဒ္ဓဘာသာဝင်တွေဟာဘောဓိပင်အားရေသွန်းလောင်းခြင်းစသောကုသိုလ်ကောင်းမှုတို့ကိုပြုလုပ်ကြပါတယ်။ရေသွန်းလောင်းကြသည်မှာကဆုံလတွင်ရေရှားပြက်လက်၍တို့လျော်အန်စဲဖြစ်သောဘောဓိပင်ကိုလမ်းဆန်းဆူပြင်းရန်အတွက်ဖြစ်ပါတယ်။ဤအလေးထားဟာဗုဒ္ဓဘာသာဝင်တို့မှာပြက်ကွယ်သွားခြင်းမရှိဘဲယနေ့ထိတိုင်ရှင်သန်နေဆဲပဲဖြစ်ပါတယ်။နှစ်စဉ်အမြဲကဆုံလပြည့်နေ့မှာညောင်ရေသွန်းပွဲများကိုပြုလုပ်လျက်ရှိပါတယ်။ ညောင်ရဲသုံးပွဲဟာဆိုရင်ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ဘာသာရေးဓလေ့ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ညောင်ရဲသုံးပွဲမှာကိမာနာဟုဆိုရသောနှွေဥဒူဤနောက်ဆုံးလဖြစ်သောကဆုံလပြည့်နေ့မှာကျင်းပခြင်းဖြစ်ပါတယ်။ကဆုံလဟာအလွန်ကုန်မှပူပြင်းလှပါတယ်။ကောင်းငယ်မှာလည်းမိုးသားများအုံမိုင်းကတကြိုးကြိုးနဲ့မိုးချုံတံများအကြားရပါတယ်။အသူရာနမင်းကတကြားမင်းရှိရာတာရိန်သာနှက်ပြည်သို့စစ်မောင်းတံပေးနေသည်လို့ထင်ရပါတယ်။တို့အချိန်အခါမျိုးမှာမြန်မာပြည်သူတွေဟာဆိုရင်အေးချမ်းတာယာစေကြောင့်စုမွန်ကောင်းတောင်းရင်းနဲ့ညောင်ရဲသုံးလောင်းချခြင်းကို ဆိုလိုခြင်းပဲဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်တွေဟာမြတ်စွာဘုရားရှင်အားကိုယ်ွယ်စည်းကဲ့ရာမှာဖျားပွန်တော်မူရာအထိမ့်မဲ့ဖြစ်သောဘောရီပင်များအထွန်းရှိစီရန်အတွက်ရေသွန်းလောင်းခြင်းကိုအမြတ်တနိုးပြုလုပ်ကြပါတယ်တကူးကဆုံဆွဆွေခုံဟုသောစကားနှင့်အညီကဆုံလာဟာနှွေရသည့်ဤအပူပြင်းဆုံးကာလရေအခန်း၆ဆုံးအချိန်ရေအစုံဆုံးအချိန်လည်းဖြစ်ပါတယ်ဒါကြောင့်မလို့မြတ်စွာဘုရားအမိသဟဲပြု၍ပွန်တော်မူရာဘောရီညောင်မင်ကိုရေသွန်းလောင်းခြင်းဖြင့်ညောင်ရေသွန်းပွဲတော်ပေါ်ပေါက်လာရခြင်းပဲဖြစ်ပါတယ်ကဆုံလာဟာဆိုရင်၆သွေသောလဖြစ်သည့်အလျောင် င်းတောင်သူဦးကြီးများကအလုံအားကြပါတယ်။ဒါကြောင့်မလို့ညောင်ရီသုံးပွဲတော်ကိုချင့်ချင်သေးဖြစ်စီကားကျင်းပကြပါတယ်။ကစုံလပြည့်နေ့မတိုင်မီတရက်အလိုမှာညောင်ရီသုံးလမြီညောင်မင်းကိုထုံးတုပ်ကြပါတယ်။အမိုက်တရိုက်များကိုလည်းရှင်းလင်းထားကြပါတယ်။ကစုံလပြည့်နေ့မနက်မှာတော့တက်ကြီးရွယ်အိုကအစာခလေးများအစုံဥပုပ်တည်င်းသီလစောက်တည်ကြပါတယ်။ညောင်မင်းတို့အသွားမှာကစုံနေုံလေယူတုံမှုသောစကားနဲ့အညီလေးပွဲလေယူကလေးများကကလူကြည့်စင်နေပါတယ်။ ဗောရိညမေတို့ရောက်လျင်တော့အသင်ဆောင်နေသောဖရားလူကြီးများကဖရားပိယိတ်တော်ဓမ္မစကြာတရားများကိုရွတ်ဖတ်ပြီးတော့ညောင်မင်းကိုရှ िख ိုးပြီးတဲ့နောက်မှာတော့ညောင်ရဲသွန်းလောင်းစီပါတယ်မြမနိုင်ငံအနှံ့ပြားမှာရှိတဲ့ဒေဒီပထိုးများမှာရှိသောညောင်မင်းတို့မှာဆိုရင်ရေသွန်းလောင်းကြပါတယ်တချို့နေရာများမှာတော့စတူဒီသားကျွေးချင်းများပါကုသိုလ်ယူကြပါတယ်ကဆုံလာပြည့်နေရာဆိုရင်ဗုဒ္ဓဘာသာဝင်တို့အတွက်အထွတ်မြတ်ထားရာနေ့ဖြစ်တဲ့အလျောက်ဖရားစေဒီဝင်းကျင်းမှာဗောရိညောင်မင်းများကိုရေသွန်းလောင်းကြခြင်းဟာကြည်နူးချက်မြင့်စရာပဲကောင်းလာပါတယ်တိရိလင်္ကာနိုင်ငံ န်ကိုလံဘိုမြို့တော်မှာကျင်းပသောအပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာကွန်ဖရင့်မှာကစုံလိုက်ပြည်နေကိုတော့ကမ္ဘာရုံးပိရဲ့အဖြစ်သတ်မှတ်နိုင်ရန်အတွက်1998ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှ14ရက်နေ့အထိညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ တိရီလင်ကနိုင်ငံနိုင်ငံသားရေးဝင်ကြီးဟာဆိုရင်ကမ္ဘာရုံးပိတ်ရဲ့အဖြစ်သက်မှတ်ရေးအဆိုကို1996ခုနှစ်စက်တင်ဘာလမှာကုလသမဂ္ဂသို့တင်သွင်းခဲ့ပါတယ်54ချိန်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမှာတင်သွင်းသောအဆိုကိုမြန်မာနိုင်ငံအပါအဝင် တခြားနိုင်ငံများစုစုပေါင်း34နိုင်ငံကထောက်ခံခဲ့ကြပါတယ်ဒါကြောင့်မလို့ကမ္ဘာကုလသမဂ္ဂမှာကဆုံလပြည့်နှစ်ဗုဒ္ဓနေ့ကိုအပြည့်ပြည့်ဆိုင်ရာရုံးပိတ်ရဲ့အဖြစ်သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါတယ်ယနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဖျားရှင်ပြား ဘွားမွေးစံဤလေးနဲ့ပြည့်စုံနေသောဗုဒ္ဓနေဖြစ်တဲ့ကဆောင်လာပြည့်နေအကြောင်းကိုလက်လန်းမိသလောက်တင်ဆက်ပေးသွားခြင်းပဲဖြစ်ပါရဲ့ရှင်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဘ ഹു တုတ္တဖြစ်ဖွယ်တမိုင်းကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်